うん。 2555ခုနှစ်ကောဇာတကရစ်1383ခုနှစ်တောသရင်လဇန်6ရက်2021ခုနှစ်စက်တင်ဘာလ3ရက်ရန်ကုန်တိုင်းဒေသကြီးစံကြောင်းမြို့နယ်အောင်ချမ်းသာရပ်ကွက်သီရိမင်္ဂလာလမ်းကံမြင့်ကျောင်းတိုက်ဓမ္မရုံတွင်ဆင်ခြင်းပပြုလုပ်အပ်သည့်ဓမ္မသဘင် ခန္ဓာ၌စံကြောင်းမြို့နယ်ရန်ကင်းလမ်းအမှတ်45 နဖက်မိဘများအမှုထား၍ဥလထွန်းတော်ခင်မြတ်မြတ်လှပါးကြီးမောင်ကျော်စရာထွန်းပန်းပန်းငယ်မောင်ကောင်းထက်ဆုံးတမင်းငယ်မလတ်မြတ်သွေးမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်တော်သစ္စေရှိပါကိုလိလသုံးသပ်ခြင်းအကြောင်းတရားဒေသနာတော် ဒီနေ့ညတဝါသပင်ခန္ဓာကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာကုံကိုအာယုပြုကတိကျူဖွဆအသောဟောနပနာမအာတိတကထာကိုယဆုပူဇောခြင်းဖြင်စတင်ကြရအောင်ယောကပဂေါတိဟိပိယပမေယံကာလံကရွန်တော်တိတုကရာတိ ခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယအများစွာတတဝါဤချမ်းသာစီးပွားလူလာတောင်းတကုန်ပေါင်းခါသဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဖရာသည် ကပ္ပကောတိဟိပိဂရေကဘာအေအတွက်တင်ချတို့ဖြင့်တော်လဲအပေမိယံရေတွေ့တိုင်းဒါဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအတင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတ္တတလောကဤအကျိုးစီးပွားအလောကအတိဒုက္ခရဏိဥ္စာတဲ့ချေလဲအင်္ဂါ မိတ္တကြီးမာသမိတာနင်တထာဇနိဆွန်ញင်းကြီးဟုကျတိထဝေငါးသွဲအစုလုံခဲရင်တော်မူတော်ကို ကရွန်တော်ဘယဖြစ်ရန်ဤတန်ကျုပ်ကိုအာထုတော်မူရသည်ဖြစ်ပြီခေရံလက်ချင်းမျက်လုံးအသက်ဆုံးလည်းနှလုံးစေဝံကိုရောဤပြမင်းခြင်းတို့ကတောဘဝတဏံချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေသည် မဟာကရုဏိကတ္တတ္တဝါများယဝေတာကေတုတနာချိခေမဟာကရုဏာရှင်ဖြစ်တော်မူသော တသနာတသဝိနည်းများစွာတတဝါဤချမ်းသာစီပါလူလာတောင်းတအကုန်ပေါင်းခါတဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအာနမောယုတိပြောင်းပြောင်းမှန်ကိုလျော်ဖြင့် ကရောယကျိုးရှိခိုးခြင်းသည် အထုဘဝတုစင်စစ်မဲ့သည်ဖြစ်ပါစေတည်းတဆရှိပါကိုလေလာသုံးသခြင်းခန္ဓာအကြောင်း အာရဏအကြောင်းမြတ်စွာဘုရားကဟောပြောပြီးတဲ့နောက်မှာဓာတုဒေသနာဓာတ်ကို16မျိုးခွဲပြီးတော့ခွဲခြားခွဲပြီးတော့ဟောကြားတော်မူခဲ့ခန္ဓာ၅ပါးဟောရာရောအာရဏ12ပါးဓာတ်16ပါးဟောရာရောဒီတဘာဝတရားတွေကိုခွဲခြားစိတ်ဖြာပြီးတော့ဟောရဟာတတ္တဝါတွေရှိကြသောတန်တရာကာလမှာ မမရင်ရင်နဲ့ဖြစ်ပေါ်လာခဲ့တဲ့အတ္တတင်ညာတို့ဇီဝတင်ညာတို့ဆိုတဲ့အထင်နေအမြင်နေပြောက်ခင်းအောင်ဟောခြင်းပဲဖြစ်ပါတယ်။အဲဒါကြောင့်မို့ခန္ဓာ၅ပါးဟောတော့ကတော့ရုပ်ကိုတစ်ခုထားနာမ်ကို၄ခုထားပြီးတော့နာမ်နဲ့ပတ်သက်ပြီးတော့ရှင်းလင်းအောင် နာမတမူလလို့ခေါ်တဲ့နာနဲ့ပတ်သက်ပြီးတော့တွေ့ဝဲနေတဲ့ပုဂ္ဂိုလ်တွေအတွက်ခန္ဓာဒေသနာလို့ဆိုတာကိုခေါ်တယ်။ရသော်ဘုရားရဲ့တရားကိုနာကြတဲ့ပုဂ္ဂိုလ်တွေဟာပညာအဆင့်တန်းကအမျိုးမျိုးဖုံမှုရှိကြတယ်။အစ္ဆာတရားဆိုတဲ့ဆန္ဒတွေကလည်းအမျိုးမျိုးဖုံမှုရှိတယ်။သူတို့ရဲ့နှလုံးသွင်းစိတ်ထဲမှာစွဲနေတဲ့အတိတ်အနုတ္တယဆိုတာတွေကလည်းအမျိုးမျိုးဖုံမှုရှိတယ်ပေါ့။ အဲ့လို အမျိုးမျိုးပုံပုံရှိနေတာဘာနဲ့ဥပမာတူတော့ဆိုရင်ယောဂမျိုးစုံနေတဲ့လူမမာတွေလိုပဲပေါ့ဒီယောဂမျိုးစုံနေတဲ့လူပမာကိုဆေးတလက်ထက်နဲ့ကုလို့တော့မရဘူးပေါ့အဲ့ဒါကြောင့်မလို့ဤမျိုးမျိုးမြတ်စွာဘုရားကခွဲခြားပြီးတော့ဟောတာအဲ့လိုဟောကြားထားတဲ့တရားဒေသနာတော်တွေကိုဘုန်းကြီးတို့တွေဆင်ញင်သုံးသပ်တဲ့အခါမှာကိုနဲ့ အစင်ပြေတဲ့တရားမလုံးသွင်းပြီဆိုလို့ရှိရင်အဲ့ဒီစင်ပြေတဲ့တရားနဲ့ပဲဘုန်းကြီးတို့တွေဟာကိုယ့်ရဲ့စိတ်လေးကိုလေ့ကျင့်ပြီးတော့တမာရီတရားတွေတမာရီစွမ်းအားတွေပညာစွမ်းအားတွေတတိစွမ်းအားတွေထက်အောင်ကြိုးစားကြရမှာဖြစ်တယ်။မြတ်စွာဘုရားရှိတဲ့အချိန်တုန်းကတော့မြတ်စွာဘုရားကဘယ်ပုဂ္ဂိုလ်ဘယ်တရားနဲ့တန်နေဆိုတာခွဲခြားပြီးတော့ဟောကြားတာဟုတ် မြတ်စွာဘုရားမရှိတဲ့အခါတရားတော်တွေကိုထားခဲ့သည့်အတွက်ကြောင့်ဒီတရားတော်တွေဟာဘုရားရဲ့ကိုရောသာဆောင်ရွက်နိုင်တယ်လို့ဆိုပေမဲ့လို့မိမိနဲ့အစ္ဆန္ဒရားကြိုက်တဲ့တရားကိုတည့်ရဲ့ကြည့်တော့မပေးနိုင်တော့ဘူးဟောထားတဲ့တရားတော်တွေကိုကြားနာ မှတ်သားပြီးတော့ဆင်ញင်ကျင့်ကြံပွားများအထုံးမှ ကိုယ်နဲ့ကြိုက်တဲ့တရားနဲ့ဒီလိုအစဉ်ပြေမှာပေါ့အဲဒါကြောင့်မို့လို့ဆေးဝါးဆိုတာလည်းပဲ ယောဂမျိုးစုံအတွက်ဆေးဝါးတွေမျိုးစုံထုတ်ပေးမယ်လို့ကိုယ်နဲ့တင့်တော်တဲ့ဆေးဝါးရှိတယ်လို့ကိုယ်နဲ့မတင့်တော်တာတွေလည်းရှိတာအဲ့တော့ကိုယ်နဲ့တင့်တော်တဲ့ဆေးကိုစင်ထာဝရမိဝဲကြရတယ်လို့ပဲမြတ်စွာဘုရားဟောကြားတဲ့တရားတွေကနေပြီးတော့ခန္ဓာကိုရှိရင်ကိုယ်အတွက်မှာပို့ပြီးတော့ထင်လွယ်မြင်လွယ်ဖြစ်ပြီးတော့ဒီခန္ဓာပေါ်မှာဆွဲလန်းနေတဲ့ ကိလေသာတွေကိုဖယ်ရှားနိုင်တယ်ဆိုရင်ခန္ဓာကိုယ်ပဲရှုရမှာပဲပေါ့။အေးခန္ဓာရှုုံနဲ့မလုံးလောက်သေးဘူးအာရဏရှုမှကိုယ်တဏ္ဏမှာကိုယ့်ရဲ့အသိဉာဏ်တွေဟာရှင်းလင်းတယ်။ရှင်းလင်းပြီးတော့ယုတ်တရားနံတရားတွေပေါ်မှာတွေ့တာမှုတွေဖယ်ဖြောင်းနိုင်ပြီးတော့အမြင်ရှင်းရှင်းလင်းလင်းနဲ့အဝိဇ္ဇာဆိုတဲ့ကိလေသာကိုဖယ်ရှားလို့တဏ္ဏဆိုတဲ့ကိလေသာတွေကိုဖယ်ရှားနိုင်စွမ်းရှိပြီဆိုရင်တော့ အာရဏကိုပဲဘုန်းကြီးတို့တွေဥတည်ပြီးတော့ရှုကြရမှာပေါ့အဲဒါမြတ်စွာဘုရားကတော့ပြည့်စုံအောင်ဟောထားခဲ့တာဒါကြောင့်မို့လို့ဘုရားပြိဋိဘံဆံရည်မှာရှန္ဒနာကိုဒီမိန်ချခဲ့တဲ့ဇာတ်တခုဟာမတမ်းမအသေးပဲရှိတယ်45ဝါကာလအတွင်းမှာငါဘုရားတရားဓမ္မကိုအတွင်းရောအပြင်ရောပြည့်စုံအောင်ဟောပြပြီတဲ့တန္တရပါဟိတ အတွင်ရောအပြင်ရောဘာမှမကြံအောင်ကဟောထားပြီဘာမှမကြံဘူးလို့ဆိုတာဟိုလောကပြည့်စုံကြီးဟောတာကိုပြောတာနိဗ္ဗာန်ရောက်ဖို့ရအကြောင်းတရားအတွက်ဘယ်ဟာလေးဖြင့်လူသေးတယ်ဆိုတာမရှိတာကိုပြောတာเนาะသူသိတာတွေအကုန်ဟောတာတော့မဟုတ်ဘူးပေါ့ရသော်ဘုရားကတုတ်တန်တစ်ခုမှဟောထားတာရှိတယ်နိရင်းတိုက်တော်ထဲမှာသတင်းသုံးနေထိုင်ရင်းက အောက်မှာကြွေကြနေတဲ့ရင်တိုက်ရွက်ကလေးတွေကိုလက်နဲ့ကောက်ဆုပ်ပြီးတော့ငါဟောတဲ့တရားဟာဟောဒီလက်ထဲမှာရှိတဲ့ရင်တိုက်ရွက်ကလေးတွေလောက်ပဲအတိုင်းတားရှိတယ်။ငါသိတာကဟောဒီရင်တိုက်တော်ကြီးမှာရှိတဲ့ရွက်တွေလောက်ရှိတယ်လို့ဆိုဘုရားသိတာအကုန်တော့မဟုတ်ဘူး။သို့တော့ဘုရားဟောထားတဲ့တရားဟာနိဗ္ဗာန်ရောက်ကြောင်းအတွက်ပြည့်ပြည့်စုံနဲ့လုံလောက်တယ်ဆိုတဲ့အဓိပ္ပာယ်တော့ရတယ်ပေါ့နော်။ ဘယ်တရားဖြင့်ကြံနေသေးလို့နိဗ္ဗာန်ရောက်ဖို့အတွက်လိုအပ်နေသေးတယ်မပြည့်စုံသေးဘူးဆိုတာမရှိဘူးဒါကြောင့်မို့မြတ်စွာဘုရားရှင်အနန္ဒာကိုပြိနိဗ္ဗာန်စံဃာနီးညောင်ဆောင်ပေါ်မှာလဲလျောင်းရင်ဟောတာအနန္ဒာတရားနဲ့ပတ်သက်လို့ငါဟာအတွင်းရောပြင်ရောပြည့်ပြည့်စုံစုံဟောထားတယ်ငါမှာအာစရိယမုတ်တိဆိုတာဆရာကနေပြီးတော့တပည့်တွေကိုမပေးဘဲနဲ့ဆုတ်ကန်ပြီးတော့ထားတဲ့ဟာမျိုးမရှိဘူးလို့ထင်လို့ပြောရတယ် လောကလူတွေကတော့အာစရိယမုတ်တိဆိုတာထားနေရှိကြတယ်။အာစရိယမုတ်တိဆိုတာမထားရင်ဘာဖြစ်တုံဆိုတပည့်ကဆရာနဲ့ဓာတုဖြစ်သွားရင်မလေးမစားမှသူကြောက်တယ်။ကြောက်တဲ့အတွက်ကြောင့်ဆရာတွေကတော့သူကဟိုဆရာသားလေးခြံထားလိုက်သေးတာပေါ့။အဲ့ဒါကိုအာစရိယမုတ်တိလို့ခေါ်တယ်။ဆရာရဲ့လက်သေးစုပ်ဆရာကလက်သေးစုပ်ထဲမှာသူသိတဲ့တတ်ပညာလေးတွေကိုဟောဝဲထားတာ ရသော်ဘုရားမှာအဲ့လိုအာစရိယမုတ်တိလက်နဲ့ဆုပ်ပြီးတော့ဖွက်ထတာမရှိဘူးအကုန်ဟောတယ်ရသော်ဘုရားလက်လို့ဆုပ်လို့တာနော်ရှင်နန္ဒာကိုမိန်ခဲ့တဲ့ဇာကားမှာအဲ့နမေအာစရိယမုတ်တိဓမ္မေတုတဲ့ဓမ္မနဲ့ပတ်သက်လာလို့ရှင်နော်ဒါပြည့်ပြည့်စုံစုံဟောထားတာတဲ့နမအာစရိယမုတ်တိဆိုပြီးတော့ဆရာသားခြံထားခဲ့တာတခုမှမရှိဘူးလို့ပြောတယ်အဲ့လိုပြောပြီးမြတ်စွာဘုရားက အနန္တမပူနဲ့ငါဟောခဲ့တဲ့ဓမ္မငါဟောတဲ့ဝိနည်းတွေဟာငါမရှိတဲ့နောက်မင်းတို့ဆရာပဲတဲ့ဒီလိုပြောခဲ့တာကိုအဲ့တော့ဘာသာရေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့ဒီသာသနာတော်ရဲ့အထူးခြားချက်ကဘာလဲလဲဆိုရင်တခြားကိစ္စတွေမှာတခြားဘာသာရေးတွေမှာရောသူကခေါင်းဆောင်တယောက်မရှိတော့ဘူးဆိုလို့ရှိရင် နောက်ထပ်ခေါင်းဆောင်တယောက်ကတက်မြဲကုန် မြတ်စွာဘုရားမှာတော့အစားထိုးเสียခေါင်းဆောင်ဆိုတော့မရှိဘူးခေါင်းဆောင်ကဘုရားကဘုသူ့ကိုရွေးခဲ့တယ်ဆိုဓမ္မကိုပဲရွေးခဲ့ပုဂ္ဂလကိုမရွေးချင်ခဲ့ဘူးပေါ့အဲဒီကနေ့ခင်မှာတော့ခေါင်းဆောင်ဆိုတာပုဂ္ဂလကိုပဲရွေးရတယ်ဓမ္မကိုမရွေးဘူးအခုမြတ်စွာဘုရားကြတော့သာသနာတော်မှာဓမ္မကိုရွေးတယ်ဒါမို့ခေါင်းဆောင်ဟာပုဂ္ဂလပုဂ္ဂိုလ်မဟုတ်ဘူးတဲ့ဓမ္မပဲဘုရားဟောထားတဲ့တရား ဗုဒ္ဓဓမ္မသံဃာလို့ဒီလိုရှိတယ်ထင်မယ်ဓမ္မဟာဘုရားရဲ့ကိုယ်စားဆောင်ရဲ့လိမ့်မယ်သံဃာလည်းဘုရားကိုယ်စားဆောင်ရဲ့တာမဟုတ်ဘူးဘုရားရဲ့ကိုယ်စားဆောင်ရဲ့တာဓမ္မပဲနော်ဒါကြောင့်မို့ဗုဒ္ဓနဲ့ဓမ္မဓမ္မနဲ့ဗုဒ္ဓဆိုတာတသားတည်းရှိတယ်ပေါ့ရသော်ဘုရားကိုယ်တိုင်မိန်ကြားခဲ့တာကယောအနန္တမယဓမ္မောသဝိနိယောသဒေတိတော်ပညတ်တော်သောမမစေနတ္ထာဆို အတော်ရှင်းရှင်းလင်းလင်းမြတ်စွာဘုရားဟောခဲ့တာယောအနန္တမယဓမ္မောစဝိနယောစဒေတိတော်ပညာတော်ဘုရားဟောတဲ့တရားဟာဓမ္မနဲ့ဝိနယဓမ္မဆိုတာသုံးတဲ့အဘိဓမ္မာကိုဓမ္မလို့ခေါ်ပြီးတော့ဝိနယဆိုတာတော့ဆုံးမတွေပေါ့စီမြင်စည်းကမ်းတွေပေါ့ဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဆိုဆုံးမတဲ့ဒီဆုံးမချက်တွေပေါ့ကာယကံမှုဝစီကံမှုနဲ့ပတ်သက်ပြီးတော့ဆုံးမချက်တွေ ဝိနည်းစည်းကမ်းတွေဒေတိတော်ပညာတော်ဟောခဲ့တယ်ပညာခဲ့တယ်ချက်မှတ်ထားခဲ့တယ်သောမမစ်စေနတ္တတာမမအစ်စေနငါမရှိတော့ဘူးဆိုတဲ့နောက်မှာမင်းတို့ရဲ့ဆရာပဲလို့သူတို့ပြောတယ်အခုချိန်မှာငါတစ်ပါးတည်းကဆုံးမနေပြီမင်းတို့ငါမရှိတဲ့နောက်မှာငါဟောခဲ့တဲ့ဓမ္မဝိနည်းရတယ်တင်တို့ရဲ့ဆရာဖြစ်တယ်လို့ဆိုတော့ ဆိုလိုတာကငါဟောခဲ့တဲ့ဓမ္မဝိနည်းအတိုင်းလိုက်နာရှင်းသုံးကြရှင်းသုံးလို့ရှိရင်ငါရှိတုန်းကလိုပဲအကျိုးဖြစ်ထွန်းလိုက်မယ်လို့ဒီလိုဆိုလိုတာပဲအဲ့တော့မြတ်စွာဘုရားမှာ အာစရိယမုတ်ထိဆိုတာမရှိအဲ့ဒါလို့မရှိပြီမဲ့လို့အခုဘုရားဘာသာကျင်းတော့တူတူပဲပေါ့နော်ဟိုတရုတ်ပြည်တို့ဂျပန်တို့ကိုရီးယားတို့မှာ ြောင်းပွားနေတဲ့မဟာယာနလို့ခေါ်တဲ့ဘုရားဘာသာနဲ့အခုမြန်မာထိုင်းသီရိလင်္ကာကမ္ဘောဒီးယားလာအိုနိုင်ငံတို့မှာယုံကြည်ပြီးတော့လေးလနိုင်စားကြတဲ့ဘာသာကထေရဝါဒအဲ့ထေရဝါဒဆိုတာမြတ်စွာဘုရားအစ်စ်လို့မြတ်စွာဘုရားဟောတဲ့အတိုင်းလုံးဝမပြင်ရဘူးလို့မထေကြီးတွေကမူဝါဒချပေးထားလို့ထေရဝါဒလို့ခေါ်တာ ထေရဆိုတဲ့အဓိပ္ပာယ်ကလူကြီးလို့အဓိပ္ပာယ်ရတယ်။တဲ့ရဲ့ကြီးမားပြီးတော့ခိုင်ကန့်တဲ့ခိုင်မာတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေကိုထေရထေရဆိုတာခိုင်မာတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်။အတန်းရဲ့ရင့်ကျက်ပြီးတော့ခိုင်မာတဲ့ပုဂ္ဂိုလ်တွေကိုထေရဘုန်းကြီးဆိုလို့ရှိရင်တန်ဃာတွေမှာသူကအရွယ်လိုက်ခေါ်တာရှိတယ်ပေါ့။တဝါးနေ၅ဝါအထိအဲ့ဒါကိုနဝလူငယ်လို့သတ်မှတ်တယ် အသက်ကြီးကြီးငယ်ငယ်မဆိုင်ဘူးဒါရဟန်းဖြစ်လို့ရဟန်းဖြစ်ပြီးတဲ့နောက်၅နှစ်တနှစ်ကနေရဟန်းစဖြစ်တဲ့ဟာနေစတွက်လိုက်တယ်၅နှစ်ဆိုရင် तू ကနဝပဲလူသစ်သို့မဟုတ်လူငယ်နဝဆိုတာအသက်ကိုပြောတာနော်မရင်ကျက်သေးဘူးမင်းရောက်ခါရှိသေးတယ်သာသနာမှာမရင်ကျက်သေးဘူးမပြည့်စုံသေးဘူးနဝလူသစ်လို့ဒီလိုသတ်မှတ်တာပေါ့ ဒီနဝါကကိုးကနန်းကိုပြောတာမဟုတ်အတိတ်ကိုပြောတာနော်မှန်ပါပါဗျာသာသနာဝင်စမှုအတိတ်ဖြစ်ရှိသေးတယ်မရင်ကျက်သေးဘူးနောက်တစ်ခါ6ဝါကနေပြီးတော့9ဝါထိအောင်ကြတော့အလေအလတ်လို့ဆိုပြီးတော့ဒီလိုသတ်မှတ်တယ်6ဝါကနေပြီးတော့10ဝါထိအလေအလတ်လို့သတ်မှတ်ပြီးတော့10ဝါကနေအထက်ကိုကြတဲ့အခါကြတော့17ဝါကနေအထက်ကိုကြတော့ထေရခိုင်မာသူလို့ဒီလိုအဓိပ္ပာယ် ထေရနဝမေဇိမာလို့အဲ့လိုခေါ်တယ်။ဒါကယဟန်နေရဲ့ဒီကိုချင်းဒီယဟန်ဖြစ်တဲ့ဘဝနဲ့ပတ်သက်ပြီးတော့သူကဟို hierarchy ပေါ့ hierarchy အဆင့်ဆင့်မြင့်သွားတဲ့သဘောကိုပြောပြတာနော်။ hierarchy စနစ်နဲ့မြတ်စွာဘုရားကတန်ခါအဖွဲ့အစည်းကိုဖွဲ့စည်းပေးခဲ့တာ။အဲ့တော့နဝတဲ့မေဇိမာတဲ့ထေရတဲ့ဆိုပြီးတော့အဆင့်30ခွဲပေးထားတယ် အဲ့တော့ရင့်ကျက်မှုထေရဆိုတဲ့ပုဂ္ဂိုလ်တွေဟာသာသနာတော်မှာ အတွေ့အကြုံအမြဲတမ်းရှိပြီးတော့ဆယ်နှစ်လောက်ထိအောင်အခြေခံကောင်းကောင်းတွေကိုရရှိထားပြီးတော့ကိုယ်တိုင်လက်လက်တွေ့ချင်းသုံးပြီးတော့မြတ်စွာဘုရားတရားတော်မှာအခြေခံခိုင်လုံသွားတဲ့ပုဂ္ဂိုလ်တွေကိုထေရထေရရဲ့အဓိပ္ပာယ်ကထိရခိုင်မာတယ်ဆိုတဲ့အဓိပ္ပာယ်လေးရတယ်နောက်တစ်ခုကဒီ လူကြီးဆိုတဲ့အဓိပ္ပာယ်လေးရတယ်ပေါ့နော်အဲ့ဒါလို့ထေရအဆင့်ရောက်လာတဲ့ပုံကိုယ်တွေသာသနာတော် မှာခိုင်မာနေတဲ့ပုံကိုယ်တွေအနေကြီးတော့မူဝါဒချမှတ်ထားခဲ့တယ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေနဲ့ပတ်သက်ပြီးတော့မူဝါဒချမှတ်တယ်ချမှတ်ထားတဲ့မူဝါဒတွေကမြတ်စွာဘုရား မဟောတာမပြည့်ညတ်တာကိုအသိမလောက်ရဘူး အသိမထည့်သွင်းရအောင်ဒီလိုပြောတာနော်အပညတနပညပေတပါမြတ်စွာဘုရားမပညာခဲတဲ့မဟောခဲတဲ့ဟာကိုအသိမထည့်အောင်ပညတနသမုတ်စိန်ဒီတက်ပါဟောပြီးသားပညာပြီးသားကိုမပယ်ဖြဲရယထာပညာတေသူသိခဝရေသူသိခိတက်ပါပညာထားတဲ့အတိုင်းကျင့်ရမယ်အရာတွေကိုကျင့်ရမယ်လို့ဒီမူကဒီမူသုံးခုကအမှန်ကောင်းတာ အဲ့ဒါလိုမှမဟုတ်ရင် ပြင်း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 သွားလိုက်တာနဲ့တပြိုင်နဲ့မူရင်းဆိုမကြံတော့ဘူးလေဘယ်ဟာမူရင်းမှမသိတော့ဟိုအဝတ်ကိုဖားဖာပြီးတော့ဝတ်ထံကိုဖြစ်သွားပြီဖားတဲ့အစတွေနဲ့ပဲနောက်ဆုံးဖြစ်သွားတယ်မူလအစမရှိတော့ဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးမဖြစ်ရအောင်မူလအတိုင်းလက်ခံရှင်းသုံးတာကိုဒါထေရဝါဒလို့ခေါ်တယ်အဲ့တော့မြန်မာနိုင်ငံသာသနာကိုထေရဝါဒလို့ခေါ်တာဟာ ဒီမူနဲ့ချက်မှတ်ပြီးတော့မြတ်စွာဘုရားဟောတဲ့အတိုင်းဆုံးမသွန်တယ်မြတ်စွာဘုရားဟောတဲ့အတိုင်းလိုက်နာအစ်စ်မလောက်ရမြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲအစ်စ်လှုပ်ဖို့ပြောခဲ့တာမှမဟုတ်ဘဲနဲ့အာစရိယမုတ်တိငါမှမရှိဘူးဘာမှထပ်ဖြည့်စရာလည်းမလိုဘူးပယ်နှုတ်ပြစ်စရာလည်းမလိုဘူးတဲ့ငါဟောခဲ့တဲ့ဓမ္မငါဟောပြညတ်ခဲ့တဲ့ဝိနည်းအားတွေဟာငါမရှိတဲ့နောက်မင်းတို့ရဲ့ဆရာပဲလို့ဒီလိုဟောခဲ့တာ ပြောခဲ့တာမှားခဲ့တာဆိုတော့ ဒါအလေးထားမဲ့စကားတစ်ခုပဲပေါ့နော်မှန်ပါဗျာမြတ်စွာဘုရားကငါမရှိရင်ဘယ်သူအာကိုရေးကြလို့ဘယ်တော့မှမဟုတ်ဘူးတရားမှန်ပါဗျာတကယ်ပုဂ္ဂိုလ်ဆိုတာလဲအာကိုရတာမှမဟုတ်တာ ရှင်အနန္ဒာကရှင်သာရိပုတ္တရာပြိဋိဘံစံသွားတဲ့အခါကျသူကဝမ်းနဲ့စကားပြောတယ်ဝမ်းနဲ့စကားပြောတယ်ရှင်သာရိပုတ္တရာရှင်သိကောင်းတာပဲသူကတရားဓမ္မတွေဟောပြောတယ်ကုညီတယ်မသိတာတွေကိုရှင်းပေတယ်ရှင်သာရိပုတ္တရာ တရားနဲ့ချင်းချင်းပေါ်မှာအမှန်တမ်တရားနဲ့ဆောင်းလျှောက်တယ်ချီးမြှောက်တယ်ခုချိန်မှာအဲ့ဒါတွေကဆုံးရှုံးနေပေါ့စိတ္တရိဗုဒ္ဓရာမရှိတော့အနိတ္တရာရှိတဲ့တို့တရားတွေမနာရဘူးလို့ဆိုတော့ဝမ်းတဲ့စကားပြောတော့မြတ်စွာဘုရားပြောတယ်ဟောတဲ့ထဲမှာသူကမြတ်စွာဘုရားကအနန္တပုဂ္ဂိုလ်ဆိုတာအာမကိုရအောင်ဓမ္မပဲအာကိုရမယ်လို့ဟောခဲ့တာနော်မှန်ပါပါဘုရားဓမ္မကိုပဲအာကိုရမှာဟုတ်တယ်ပုဂ္ဂိုလ်ဆိုတာလည်း ထာဝရအာကိုလို့မရဘူးလေအမေအာကိုအဖေအာကိုအမေဖေရတော့ကြမရှိတော့ဘူးဆိုသူ့အာကိုမှာဒီလိုပေါ့ပုဂ္ဂိုလ်ဆိုတာအာကိုလို့မရဘူးတဲ့ဓမ္မကိုပဲအာကိုဓမ္မကိုအာကိုခြင်းနေတာလေတကယ်အာကိုရအစစ်ဖြစ်တယ်လို့ဒါကြောင့်မို့လို့ငါဟောခဲ့တဲ့ဓမ္မငါဟောပြည့်ညတ်ခဲ့တဲ့ဝိနည်းသင်တို့ရင်ဆရာပဲလို့ဒီလိုမြတ်စွာဘုရားကမှာခဲ့တာသို့တော်လည်း အခုထေရဝါဒဂိုင်းမဟုတ်တယ်မဟာယာနဆိုတာကြတော့သူကတရားဓမ္မတွေတချို့တွေပြင်ပြတယ်သူထေရဝါဒမှာ